ကစုံလာပြီနေဟာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက်တကယ်ကိုထူးခြားတဲ့နေထူးနေမြတ်ဖြစ်ပါတယ်ကစုံလာပြီနေမှာပဲမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးနဲ့ပတ်သက်ပြီးတော့ကြီးမားတဲ့အချက်လေးချက်ရှိခဲ့ပါတယ်အဲ့ဒီအချက်လေးချက်ရဲ့တခုချင်းစီကတော့ဘုရားလောင်းသူမေတ္တာရှင်ရည်တေဘဝဒီပင်ခရာမြတ်စွာဘုရားရဲ့ခြေတော်ရင်းမှာဗျာဒိတ်တော်ခံယူခဲ့တာကဒီကစုံလာပြီနေပဲဖြစ်ပါတယ်မဟာတက္ကရ68ခုနှစ် ဒီကစုံလာပြီးနေမှာပဲမြတ်စွာဘုရားရှင်ကိုရမြကြီးလောင်းလျာဖြစ်တဲ့တိတ်တသမင်းသားဖွားမြင်တော်မူခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2600ခုနှစ်မဟာတက္ကရာ68ခုနှစ်ကစုံလာပြီးနေတောက်ကြနေနာနဲ့တနာကြီးမှာကပိလဝုတ်ပြည်နဲ့ဒေဝဒဟပြည်အကြားလှပတဲ့လုံမဏိဥယင်အရင်တော့မှဖွားမြင်ခဲ့တာဖြစ်ပါတယ်။မဟာတက္ကရာ103ခုနှစ်ဒီကစုံလာပြီးနေမှာပဲဂေါရမဗုဒ္ဓကမဟာဗောဓိညောင်မင်းကြီးအောင်မနေ့အာယုံတက်ချိန်မှာ တပညုတရွှေညံတော်အလင်းကိုရရှိပြီးတော့ဘုရားရှင်စေအေကံဖြစ်ခဲ့ပါတယ်။မဟာတက္ကရ148ခုနဲ့ကစုံလာပြီးနေမှာပဲဗုဒ္ဓမြတ်စွာဘုရားရှင်က မာလာမင်းတို့ရဲ့ဥယျာဉ်တော်မှာပြိဋိနိဗ္ဗာန်စံတော်မူခဲ့ပါတယ်။ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက်အထွတ်မြတ်ဖြစ်တဲ့ဂရမမြတ်ဗုဒ္ဓနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့အချက်လေးချင်းနဲ့ပြည့်စုံတဲ့ဒီကစုံလာပြီးနေကိုဗုဒ္ဓနေ့အဖြစ်တမ်းမကြတာပါ။ ဒါကြောင့်ပဲဒီကစုံလာပြည့်နေ့ကိုဗုဒ္ဓနေ့ဒါမှမဟုတ်ဘုရားနေ့ဆိုပြီးကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအလေးအနက်ထားတာမကြပါနဲ့ဒီကစုံလာပြည့်နေ့မှာဘုရားရှင်စစ်ဧကံဖြစ်လာတဲ့မြတ်စွာဘုရားရှင်ကဘောဓိညောင်ပင်ကြီးကိုအမိတဟဲပြုခဲ့တယ်လို့မျိုးပဲဘုရားရှင်မရှိတော့တဲ့နောက်ပိုင်းမှာအဲ့ဒီဘောဓိညောင်ပင်ကြီးကရေရှားပြလပ်ပြီးညှိုးနွမ်းလာပါတယ်ဒါကိုဗုဒ္ဓဘာသာဝင်တွေကစနလုံးမချမ်းမသာဖြစ်ကြပြီးအဲ့ဒီဘောဓိညောင်ပင်ကြီးကိုရေတပ်ပဲတဲ့အလေးအထဆက်လုပ်လာခဲ့ကြပါတယ် နောက်ပိုင်းမှာတော့အဲ့ဒီရေတပ်ပဲတဲ့အမိုးကြီးကကူးဆက်လာခဲ့ပြီးကစုံလာပြီးနေ့မှာညောင်ရီသွန်းပွဲတွေဗုဒ္ဓဘာသာဝင်တိုင်းကျင်းပလာခဲ့တာဒီနေ့ချိန်ထိပဲဖြစ်ပါတယ်။ဒီအလေးထားလေးကလည်းရန်ကိုချစ်စရာကောင်းပါတယ်။ဒီလိုအချက်တွေကြောင့်ပဲဗုဒ္ဓဘာသာဝင်တွေကဒီကစုံလာပြီးနေ့ကိုလရွေအလုံးထဲမှာမှအထူးမြတ်ဆုံးလအဖြစ်အချို့ကသတ်မှတ်ကြပါတယ်။ဒီကစုံလာပြီးနေ့ကိုအလွယ်မှတ်တဲ့အလင်္ကာလည်းရှိပါတယ်။ အဲ့ဒါကတော့စုပွားပွေဆံဗုဒ္ဓနေလို့မှတ်ကြပြီးတချို့တွေကဗျာပွားပွေဆံဗုဒ္ဓနေလို့မှတ်ယူကြတာလည်းရှိပါတယ်ဆရာတော်ဘုရားကြီးတွေကဒီကစုံလက်ပြည့်နေ့မှာမဖြစ်မနေလောက်ကိုလောက်တည်တဲ့ကုသိုလ်ခုနှမျိုးအကြောင်းကိုဩဝါဒအရမိတ်ကြားထားတာလည်းရှိပါတယ်နံပါတ်၁အလူကတော့ရေတပ်ပဲခြင်းအလူပဲဖြစ်ပါတယ်ဘုရားကျောင်းဆောင်တွေမှာတွားပြီးတော့ရေတပ်ပဲတာလောက်လို့ရပါတယ်ဒါမှမဟုတ်ကိုယ့်အိမ်မှာရှိတဲ့ဘုရားစင်တို့တော်တွေ ဘုရားရုပ်ပွားတော်တွေကိုလည်းရေတပ်ပဲတာအမွေးနဲ့တာတွေနဲ့ဆေးကြောတက်စင်ပြီးလူဒန်းတာတွေပူဇော်တာတွေလှုပ်လို့ရပါတယ်ဒီလိုပြုလုပ်ကြရအဖြစ်ကျွန်တော်တို့ခန်းစားရမယ့်ဒိဋ္ဌဓမ္မအကျိုးကဘာလဲဆိုတော့ကိုယ့်အိမ်မှာရှိတဲ့မိသားစုအိမ်သူအိမ်သားတွေအတိုက်အခိုက်အရန်ကနေကင်ဝေးပြီးပဂတိဆက်ရောက်လူပါအီချမ်းစီတဲ့အကျိုးကျေးဇူးကိုရရှိမှာဖြစ်ပါတယ်နောက်ထပ်အလို့တစ်ခုကတော့စွန့်ကပ်လိုခြင်းအလို့ပါ ျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေမြတ်စွာဘုရားကိုအမှုထားတဲ့တန်ဃာတော်တွေကိုစွန့်ကပ်လို့မယ်ဆိုရင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုတော့စွန့်လှူတဲ့အကျိုးအပြင်ကိုမှကိုယ်အနေနဲ့ကံစားတာတွေတက်လာစေပါတယ်။နောက်ထပ်အလိုတစ်ခုကတော့ဘာဝနာတရားတွေကိုယူဖတ်ပူဇော်တာတွေအားထုတ်တာတွေပြုလုပ်လို့ရပါတယ်။ဒီလိုပြုလုပ်ပြီးနောက်မှာကျွန်တော်တို့ပါဝန်ကြီးမှရှိတဲ့မြင်အမမြင်အကိုစုံနှမ်းနဲ့နှာကောင်းနှမ်းမြတ်တွေအမှုထားပြီးဘဝတဏှာဆက်ဆက်ကပုံကိုယ်တွေကိုအမြတ်ပေးဝေလို့ရပါတယ်။ အဲ့ဒီလိုလောက်မယ်ဆိုရင်တော့နတ်တွေနဲ့ဒီပုပ်ကူတွေရဲ့ချစ်ခင်မျက်နှာချင်းကိုကျွန်တော်တို့ကခံရပါတယ်။အထူးအဖြစ်နတ်ကောင်းနတ်မြတ်တွေကိုအမြပေးဝေးတာဖြစ်ပါတယ်။နောက်ထပ်အလှူတစ်ခုကတော့အနန္တဂိုင်းဝင်ကိုယ့်ရဲ့မိဘတွေကိုကြွေမွေးပြုစုခြင်းပဲဖြစ်ပါတယ်။မိဘဗမာကိုယ့်အပေါ်မေတ္တာထားတဲ့ပုပ်ကူတွေကိုယ့်ရဲ့အုတ်ထင်းသူတွေကိုဒီနေ့ဒီရက်မှာအထူးပြုလုပ်သင့်ပါတယ်။သူတို့တွေကိုအလှူတန်းလောက်တာနှိုက်နယ်ပေးတာတန်တဲ့မြတ်ဒါနပြုပေးတာပြုလုပ်သင့်ပါတယ်။ အဲ့ဒီလိုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်မရေမတွက်နိုင်တဲ့အကျိုးကျေးဇူးတွေရနိုင်တယ်လို့ပဲကိုယ်အနေနဲ့ကန်ဆိုးကန်ညတွေလည်းပပျောက်စေပါလေ။နံပါတ်5ကုသိုလ်ကတော့စီဝိတဒါနပြုပေးခြင်းပဲဖြစ်ပါလေ။အတက်ခံရရမဲ့တရဝလေးတွေဖြစ်တဲ့ငားလေးတွေငငယ်လေးတွေကိုကယ်တင်ပေးတာသူတို့လေးတွေကိုအသက်ဘေးကနေလိုမြောက်အောင်ချောင်းတွေကန်တွေမြစ်တွေထဲမှာလှုပ်ပေးတာလောင်ဝိန်ထဲကငှက်လေးတွေကိုလှုပ်ပေးတာမျိုးတွေစားတဲ့ဇီဝိတဒါနအသက်ကုသိုလ်နဲ့ပတ်သက်တဲ့ကုသိုလ်လေးတွေကိုလှုပ်ပေးသင့်ပါတယ် ဲ့ဒီလိုလောက်ပေးမယ်ဆိုလို့ရှိရင်ကိုယ်အနေနဲ့ကြားမရင်မကောင်းတာတွေပပျောက်စေတယ်လို့ကိုယ့်ရဲ့ဖုံးကံတွေလည်းတက်လာစေပါတယ်။နောက်ထပ်အလို့တစ်ခုကတော့ပတ်တကူပြည့်ခြင်းအလို့ပဲဖြစ်ပါတယ်။ပတ်တကူပြည့်ခြင်းဆိုတာကိုထားလိုက်တဲ့အလို့ငွေကြီးလေးတွေအစားအသောက်တွေကိုအများမမြင်အောင်တကယ်လို့အပ်တဲ့လူရပါစေဆိုတဲ့စေတနာတတ်တာနဲ့အလူခံပုတ်ကိုမြည်ရွယ်တဲ့အလူပဲဖြစ်ပါတယ်။အဲဒီလိုမှမဟုတ်ရင်အလူခံပုတ်ကိုရည်ရွယ်ပြီးလူလို့ရတဲ့အလူတွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဘလူတခုခုဒါမှမဟုတ်အဲ့လိုပတ်တကူအလူတခုခုကိုလောက်လိုက်မယ်ဆိုရင်ကို့အနေနဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကံအကျိုးပေးတာတွေအများဆုံးပွေလန်းလာပြီးတိုက်တဓမ္မအကျိုးလဲခံစားရမှာဖြစ်ပါတယ်နောက်ဆုံးကုသူကတော့မေတ္တာပို့ခြင်းမြဝေခြင်းဘုရားမြတ်စွာဘုရားရှင်ကိုပန်းရေချမ်းစီမီးနဲ့အမွေးနတာတွေကလူပူဇော်ခြင်းကုသူတွေပဲဖြစ်ပါတယ်အဲ့ဒီကုသူတွေလောက်ခြင်းအဖြစ်စီမီးလှူမယ်ဆိုလို့ရှိရင် ျွန်တော်တို့ရဲ့ဖုန်းတကုတ်အရှင်ဝါးတက်လာစီပြီးရေချမ်းလှူမယ်ဆိုလို့ရှိရင်အသက်ရှည်ခြင်း၊ကျန်းမာခြင်းနဲ့ဆက်တော့ကလည်းကင်းစေပါတယ်။အမွှေးနဲ့သာလှူလို့ရှိရင်ကိုယ့်ရဲ့ကောင်းတဲ့ဂုဏ်သတင်းတွေမှွေပြစေမှဖြစ်ပါတယ်။ဆိုတော့ဒီလိုကောင်းမှုကုသူတွေမရင်မတွက်နိုင်အောင်အကျိုးခံစားရမယ်ဆိုတာအားလုံးသိပြီးသားလည်းဖြစ်မှာပါ။ဒါကြောင့်ကစုံလာပြီးနေ့မှာဘယ်လိုကုသူအလှူမျိုးပဲဖြစ်ဖြစ်ကိုတန်နန္ဒလာအလှူလောက်ပါလို့တိုက်တွန်းရင်းနဲ့အလုံးပဲကုသူတရားလေးတွေနဲ့မှုေလျော်နိုင်တဲ့ ူတော်ကောင်းတွေဖြစ်ကြပါစေလို့ဆုတောင်းဆန္ဒပြုရင်းဝေမျှပေးလိုက်ရပါတယ်